ရည်များအားလုံးပဲမင်္ဂလာပါရှင်။ဟုတ်ကဲ့မြန်မာ channel ကနေပြီးတော့ပရည်တွေအားလုံးကိုကြိုဆိုလိုက်ပါတယ်။ကျမတို့ရဲ့ channel လေးကနေပြီးတော့ပရည်တွေအတွက်ကျမရင်းနဲ့ဘုသူတရားပြရာကြောင့်ရေကိုတွက်ဆက်ပေးနေရပဲဖြစ်ပါတယ်ရှင်။ဒီကနေ့မှာတော့ baby လေးနဲ့ချိုလင်းဆုပ်ခြင်းဆိုရယ်အချောင်းအလေးကိုမျှဝေတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ရှင်။ baby လေးတွေကိုအငိုသိစေဖို့ချော့မျိုးဖို့မမီတို့ကဖေဖေမမီတို့ကချိုလင်းလေးတွေအသုံးပြုလေးရှိကြပါတယ်။ဒါပေမဲ့ဒီလိုချိုလင်းပေးခြင်းကတကယ်ကောင်းသလား တင်လားမတင်လားဆိုတာကိုအများစုက မစင်စားကြပါဘူးချွန်လင်းပေးချင်းကကလေးရဲ့စိတ်နဲ့ကိုတွင်ပါတိပညာတက်ရောက်မှုရှိနိုင်တယ်ဆိုတာစိုးရိမ်နေတဲ့မိမိတို့အတွက်ဒီဗီဒီယိုလေးအသုံးဝင်စေမယ်လို့မျှဝေပေးလိုက်ပါတယ်ချွန်လင်းပေးသုံးချင်းရဲ့ကောင်းကျိုးတချို့တွေကနံပါတ်၁ကလေးကိုအငိုသိစေတယ်ဘေဘီလေးတွေဟာချိုလင်းကြမှာမဟုတ်မမင်းတို့နှုတ်ဘူးတွေကိုစိုးရချိန်ကသူရဲ့အပျော်ဆုံးအချိန်ပါ။နံပါတ်1ကလေးကိုအာယုံပြောင်းပေးနိုင်တယ် ကလေးကိုကာကွယ်စေချိုတာတွေးဖောက်စစ်စေးတဲ့ခါနာကျင်မှုကိုအာယုံမြောက်စေဖို့ချိုလင်းလေးကိုအသုံးပြုပေးလို့ရပါတယ်။နံပါတ်3ကလေးကိုအိပ်ပျော်စေတယ်။ကလေးကိုနင်းနေချာချာအိပ်စေခြင်းနဲ့ဆိုရင်ချိုလင်းကိုအသုံးပြုပေးလို့ရပါတယ်။နံပါတ်4ကလေးကိုမအေးမသာဖြစ်သားတသားစေတယ်။ကလေးကကာစီရင်ကောင်းမှုရာကိုတတ်တာစေဖို့လေချိုလင်းလေးကိုအသုံးပြုပေးလို့ရပါတယ်။နံပါတ်5ဝေကင်းစကလေးငယ်ရွတ်တရက်တည်ဆုံမှုမဖြစ်အောင်ကောက်ွယ်ပေးတယ်။ ဲ့ချိန်မှာဘေဘီလေးကိုချုံလင်းပေးဆို့ထားတာကဘေဘီလေးမှာရိုတရက်တည်စင်းမှုဖြစ်နိုင်ခြေကိုရှင်းချပေးနိုင်ပါတယ်။ချုံလင်းပေးခြင်းကကောင်းကျိုးတွေရှိသလိုဆိုးကျိုးတွေလည်းရှိပါတယ်။ချုံလင်းဆို့ခြင်းရဲ့ဆိုးကျိုးများကတော့ချုံလင်းကိုကလေးအသက်တစ်လကျော်မှစတင်မိဆက်ပေးသင့်ပါတယ်။ဒီလိုမိဆက်ပေးတဲ့အခါမှာလေဒီဆိုးကျိုးတွေဖြစ်နိုင်တယ်ဆိုတာကို သိထားဖို့လိုပါမယ်။နံပါတ်၁ချက်ကလေးကိုအစောကြီးချိုလိန်ပေးစုတာကနှုတ်တရခက်စေတယ် ကလေးကိုချိုလင်းပေးဆိုတာနှုတ်ဘူးတိုက်တာတွေကကလေးကိုမိခင်နိုးဆိုတာမှအနှောက်ယှက်ဖြစ်စေပါတယ်။ကလေးကမိခင်နိုးမဆိုပဲချိုလင်းပဲဆိုချင်တာနှုတ်ဘူးပဲတောက်ချင်တာတွေဖြစ်လာနိုင်ပါတယ်။နံပါတ်၄ကလေးကချိုလင်းမပါရင် မအိတ်တာမျိုးဖြစ်နိုင်ပါတယ်။ကလေးကိုချိုလင်းကအိပ်ပျော်စေပေမယ့်အမြဲချိုလင်းပေးသုံးတာကကလေးကိုချိုလင်းပေါ်မှာမိခိုလွန်းနဲ့စိတ်ဖြစ်စေပြီးချိုလင်းမပါရင်အိပ်မပျော်တာမျိုးဖြစ်စေနိုင်ပါတယ်။ နမတ်တော်အတွင်နာပိုးဝင်ကိုဆက်ခရနိုင်နေချိုလင်ပေးစုရာကပေပီလီရဲ့အတွင်နာကိုပိုးဝင်ကိုဆက်တာမျိုးခန်းစားနိုင်ပါတယ်အထူးတစ်ဖြင့်6လထက်ကလေးတွေမှာပြတ်တက်ပါတယ်နံပါတ်၄သွားပြတ်တနာခန်းစားနိုင်နေချိုလင်ဆိုတာကပေပီလီကိုသားမြည်တာသွားပေါက်နောက်ကျတာမျိုးသွားနဲ့ကတွင်ပြတ်တနာတွေခန်းစားနိုင်ပါတယ်ပေပီလီကိုချိုလင်ပေးတဲ့အခါဒီချက်တွေကိုသတိထားပါကလေးကိုအိပ်ဖို့ပကက်ထည့်ထည့်တဲ့အခါ အကူအညီဖြစ်အောင်ချိုလင်းစုခိုင်းထားနိုင်ပါတယ်။အိပ်ပျော်သွားရင်တော့ပြန်ဖြုတ်ပေးပါ။ချိုလင်းကိုကလေးတွန်းလေးပကက်အစရီနဲ့တွေ့မချေချပါနဲ့။ကျိုးရွှေရွှေနဲ့ချေပြီးကလေးအင်းကြီးတို့လက်မှာချိတ်ထားလဲမလို့တင်ပါဘူး။ကျိုးကကလေးလေးပင်ကိုပတ်သွားနိုင်ပါတယ်။အယုတ်တွေကတ်ထားတဲ့ချိုလင်းကိုမတုံတင်ပါဘူး။ချိုလင်းကချိုလင်းပဲဖြစ်တင်ပြီးဘာပစ္စည်းအပေါ်မှမပါတင်ပါဘူး။မတော်တဆပြုတ်ထွက်သွားရင် ကလေးပါဇက်နဲ့နှာခေါင်းထဲဝင်ပြီးတီးတက်ပါတယ်။ချိုလင်ကိုမကြခနာစေပါအနည်းဆုံးတော့တစ်နေ့တစ်ချိန်စေပါစက်ပြာနဲ့စေရင်းနှီးနဲ့ပြုတ်ပါစက်ပြာကိုရေပြောင်းအောင်စေပါရင်းနှီးနဲ့ပြုတ်မှဖြစ်တဲ့အတွက်အပူခံတဲ့ချိုလင်ကိုဝယ်ပါ ချိုလင်တွေရွှဲလာရင်ဟောင်းလာရင်အတက်လဲပါချိုလင်ကိုအချိုရည်မတုပ်ပါနဲ့ကလေးငယ်အောင်ချိုလင်အချိန်မှအချိုရည်တွေတုပ်ပြီးစုတ်ခိုင်းတာလည်းမလုပ်ရပါဘူးကလေးရဲ့အသွားနဲ့တော်ပုံကိုထိခိုင်းနိုင်ပါတယ် လေးကိုထမင်းမကျွေးနိုင်လုံမတိုက်နိုင်တယ်လို့ချိုရင်းပေးဆုတ်တာမျိုးလဲရှောင်းပါနိုဘူးအဖုံကိုချိုလိန်အနေနဲ့မတုံရပါအပိုင်းအစလေးတွေပြုတ်ထပ်ပြီးကလေးနှင်တပ်ပါရယ်ချိုလိန်ကအကောင်ကျိုးရောဆိုးကျိုးရောရှိပါရယ်သတိထားမဲ့အချက်တွေကိုသတိထားရင်ချိုလိန်တုံရတာအဒီခင်ပါပါဟုတ်ကဲ့ပါရှင်ဒါတော့ဖိဖိမိမိတို့သတိထားမဲ့အချက်တွေပဲဖြစ်ပါရယ်ရှင် ဒီချက်တွေကိုလိုက်နာခြင်းအဖြစ်တင့်ကလေးတွေကို BNDA အပေါင်းမှာကေဝေနိုင်ကြပါစေရှင်။ဟုတ်ကဲ့ပါရှင်။ဒီဗီဒီယိုလေးကပရိသတ်တွေအတွက်အကျိုးရှိစေတယ်ဆိုရင်တော့ like and subscribe နဲ့ပြီးအပိတ်ခဲ့ကြပါအောင်နော်။အဆုံးထိအပိတ်နာဆင်ပေးကြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါရှင်။နောက်ထပ်လည်းပရိသတ်တွေအတွက်အကျိုးရှိစေမယ်။ကျမရင်းနဲ့ပတ်သက်တဲ့အချွတ်ချွေဘဟုတုတအများစွာကိုတင်ဆက်ပေးဖို့မှာဖြစ်လို့ကျမရဲ့ YouTube channel လေးကိုလည်း like and subscribe နဲ့ပြီးအပိတ်ခဲ့ကြပါအောင်နော်။